ရှိခဲ့ဘူးပါပေါ့သူရဲကောင်းလို့မြည်သည်ဒဏ်ရာမကင်းဘူးပေါ့အဲ့တော့လူတိုင်းလူလူတိုင်းရဲ့နှလုံးသားမှာဒီလိုမျိုးစိတ်ခံစားချက်ဒဏ်ရာစိတ်ဒဏ်ရာအချစ်ကြောင့်ပဲဖြစ်ဖြစ်မျိုးစုံပေါ့လူငွေကြောင်ပဲဖြစ်ဖြစ်ဒဏ်ရာမရဘူးနဲ့နှလုံးသားဆိုတာမရှိပါဘူးအချစ်ဆိုတာကနောက်တနေ့မနဲ့နိုးထခြင်းနဲ့မျောလင်းချက်တစ်ခုဖြစ်လို့နောက်တနေ့ဘတော်မှနိုးမထခြင်းတော့လေအကြောင်းရင်းလည်းဖြစ်နိုင်တယ်ပြောချင်တာက အသက်တိဆုံးသွားကျင်တာလည်းအချစ်ကြောင့်ပဲရှင်သန်သွားကျင်တာလည်းအချစ်ကြောင့်ပဲဆိုတော့စဉ်းစားကြည့်ကြည့်လေအချစ်ဆိုတာက theory လွယ်တယ်လို့ practical ခက်တဲ့ဘာသာတွေတစ်ခုပါ ဟိုကသူများတွေကိုကျန်လဲပေးနိုင်တယ်ခိုင်လိုင်လဲလုံနိုင်တယ်ဒါပေမဲ့ practical ကတော့ immediate ခတ်ပါတယ်ခတ်ပါတယ်ဒီနေ့ကတော့ဒီ bloom together ဆိုတဲ့ဟိုဟောပြောပွဲလေးရဲ့ panel discussion လေးရဲ့ပေါ့နော်ဒီမှာဆင်က panelist အနေနဲ့ရော beauty education ရဲ့ representative တယောက်အနေနဲ့ပါဟောပြောမျှဝေပေးသွားမယ်ပွဲလေးပဲဖြစ်ပါတယ်ပြီးတော့ freeze ပွဲလေးပါရှင်အဲဆင်ကတော့ question ဘာလေးမေးမယ်ဆိုပို့ဒါပေမဲ့ဆင်ကမဖတ်တော့ဘူးသာဆင်ကအများနဲ့လက်တန်းပြောပါလေးဒါပေမဲ့အဲ့လိုပြောဆိုအဲ့လိုမျိုး guideline တွေပေးလိုက်လူကနည်းနည်းဟိုနည်းဖြစ်သွားဆိုမသိဘူးမှာသူက ထက်ခနဲတော့တွေးလိုက်တယ်အချစ်ဆိုလားပဲအဲ့လိုတော့တွေးလိုက်တယ်အချစ်တော့တွေးလိုက်တယ်ကိုကရတဆိုင်ဆရာဆိုတော့ဒီချစ်ချင်းမြတ်တာကို တမိုးထားရပေါ့နော်စိတ်ရည်တဲ့စာတွေကြောင့်ပေါ့နော်ဗာစိတ်ရခုနပြောလို့အေးသားအဖွင့်တွေလေးတွေအနုရွာလေးတွေကြပြဆိုလဲအနုရွာလေးတွေစာစာလို့အစေးလေးတွေရတာစာတန်လေးဆိုအဲ့လိုမျိုးလေး Facebook မှာဖြတ်တင်လေးရှိရအောင်လုံးကျွေးဝတ္ထုတွေကြတော့မတင်တော့မတင်ဘူးဒါပေမဲ့ခုနပြောလို့ချစ်ချင်းဖွဲ့စာတွေပေါ့နော်ပြောရရင်တော့လူတွေကအချစ်ချောင်းရတယ်ဆိုရင်အရင်ခက်ကအချစ်ဝတ္ထုတွေဖတ်တာလားဆိုပြီးအဲအထင်သေးရပုံစံနဲ့ကြည့်အောင် No လူတိုင်းချစ်နဲ့မกินဘူးစိတ်တော့ကအချစ်ဘဝတွေကအချစ်ကိုရေးတာအဲ့ဒီအချစ်တွေထဲမှာလဲဘဝတွေကပါနေတတ်တယ် ဟုတ်တယ်မလားအချစ်လို့ပြောတိုင်းတို့ကဒီဒီဟိုတမီးစားအချစ်ဟာပဲတွေးမြင်နေကြတာလေမဟုတ်ဘူးတော့တငယ်ချင်းချစ်ချင်းရှိမယ်အဲဟိုဘယ်လိုပြောမလဲမိဘနဲ့တာသမီးချာမျိုးစုံချစ်ချင်းမြစ်တာမျိုးရှိတတ်ပါတယ်အဲ့တော့ဒီအချစ်ကဒီပဲဘဝကိုတိုးတက်ဖို့ခွန်အားလည်းဖြစ်သွားတယ်လို့ဒီအချစ်ကလည်းဘဝကိုဆုပ်ယုပ်ဖို့အတွက်ဆွဲချနိုင်တဲ့လက်တစုံနဲ့ဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့အချစ်ကဘဝမှာအရေးကြီးတယ်အရေးမကြီးဘူးလို့ပြောရတဲ့သူတွေကလည်းလွဲနေတာငါ28ငါ28ဒီများများပါတယ်ငါ28ဘာလို့အမေကဆိုလဲစိတ်ကိုတော်တော်လေးချစ်တယ် အမေကဆိုလဲတော်တော်လေးချစ်တယ်ပြီးတော့စိတ်ရဲ့ celebrate တဲ့တွေကလည်းစိတ်ကိုတော်တော်ချစ်တယ်အဲ့ဒါလေးကိုလည်းသတိထားမိရပေါ့နော်အား28အား28တွေပေါ့အချစ်ဆိုတာက နောက်တနေ့မနေ့နိုးထချင်တဲ့မျောလင်းချက်တစ်ခုဖြစ်လို့နောက်တနေ့မနိုးထချင်တဲ့အကြောင်းရင်းတစ်ခုဖြစ်လို့နောက်တနေ့ဘတော်မှနိုးမထချင်တော့တဲ့အကြောင်းရင်းလည်းဖြစ်နိုင်တယ်ပြောချင်တာကအသက်တည်ဆုံးသွားချင်တာလည်းအချစ်ကြောင့်ပဲရှင်သန်သွားချင်တာလည်းအချစ်ကြောင့်ပဲဆိုတော့စဉ်းစားကြည့်ကြည့်လေရှိခဲ့ဘူးပါပေါ့တဆက်ရပါလေချက်ပြင်းရအောင် ်ဆရာမင်းတိတ်ခါပြောတဲ့စကားလို့ပြောရမယ်ဆိုရင်ပြီးတော့လည်းပြီးတာပါပဲပေါ့နော်မပြီးတော့မပြီးခင်အချိန်အပိုင်းခြားတစ်ခုသားစိတ်တော့ကြော်ဖြတ်ခဲ့ရတာပေါ့သူရဲကောင်းလို့မြည်သည်ဒဏ်ရာမကင်းဘူးပေါ့အဲ့တော့လူတိုင်းလူလူတိုင်းရဲ့နှလုံးသားမှာဒီလိုမျိုးစိတ်ခံစားချက်ဒဏ်ရာစိတ်ဒဏ်ရာအချစ်ကြောင့်ပဲဖြစ်ဖြစ်မျိုးစုံပေါ့လူမျိုးရေးကြောင့်ပဲဖြစ်ဖြစ်ဒဏ်ရာမရဘူးနှလုံးသားဆိုတာမရှိပါဘူးအဲ့ဒါအစဉ်ခဏခဏတွေ့ရတာချိုးရဲလာတဲ့သူတွေဆိုရင်ပေါ့နော်အခြေရေးကန့်ခဲဆိုတာ ဟုတ်တယ်လို့လို့ရရှိတာเนาะလူတွေအခါကြရဲသူ့နာမှာဝမိုင်းလည်နေမှာပဲသူ့နာမှာအများကြီးရှိနေမှာပဲလို့ထင်ကြရတယ်။ already occupy ရှိတယ်ပြီးသားလို့ထင်ကြရတယ်။အချို့ဆိုရင်မိတ်ဆွေတငယ်ချင်းနဲ့တွေ့တယ်ဆိုရင်တော့မှဒါဒီသူ relationship ဖြစ်မယ်ဆိုပြီးတော့မှတ်ယူသွားကြတာမျိုးတွေလည်းရှိတယ်ပေါ့เนาะ။အဲ့လိုဆိုတော့ဟိုလောကက perfect scenario မပေးထားဘူး။ပညာတော်အုပ်စဘောရုပ်ချောအခြေကြီးအစဉ်ပြေကံကောင်းတသက်လုံးအခြေခံရမရှိဘူးတခုမတခုတော့လိုအပ်ချက်ရှိရမယ်ဒီလိုအပ်ချက်လေးရှိနေတာကိုကသာရင်ဘဝရဲ့အထိပ်ပဲပြင်ပြင်စေရပါဘောစိတ်နှောက လိုအပ်နေတဲ့တစ်ခွက်ကိုကြည့်ပြီးငါကတော့အခြေကန်ခေလိုက်တာငါကတော့မကောင်းတဲ့ကောင်းကြီးနဲ့တွေ့တယ်ငါကတော့ငါပေါ်မှာသစ္စာဖောက်တဲ့ချစ်သူနဲ့တွေ့ရလို့စိတ်ဆင်းရမှာမဟုတ်ဘူးငါချောလိုက်တာငါတော်လိုက်တာငါငါလူအတိုင်းဝိုင်းကိုဘလောက်တောင်ငါကဟိုအချိုးပြုတ်နိုင်ခဲ့လဲပေါ့နော်ငါကခုထက်ထိသူများကြီးပေါ်မှာဟိုထိခါအောင်နောက်ကြောသားနဲ့ထိုးအောင်ဖောက်ပြန်တာကိုကျင့်ဖောက်ပြန်တာမလုပ်ခဲ့ဘူးဆိုအဲ့ဒါလေးနဲ့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ကျင့်နေရမှာပေါ့နော်အဲ့ဒါမှသာလင်ဘဝကနေပြောတာပါအခုကတော့အဲ့လိုပေါ့နော်အခုကတော့ဘယ်လိုနောက်တော့မပြောတတ်ဘူးပေါ့ ဒီနေ့မေးဆရာရှင်မျိုးပါမေးမယ်ဆိုတော့တွေ့တော့တွေ့လိုက်တယ်เนาะအဲ့လိုပါဘာမေးအောင်လဲမသိအဲ့ဘယ်လိုပြောရမလဲဟိုသူများကြီးပြောနေကြစကားလို့ကွာနီးပြဟိုကိုင်းနေဝင်ကန်လေးမရှိဘူးကွာနောက်တစ်ခုကအချစ်ဆိုတာက theory လွယ်တယ်လို့ practical ခက်တယ်ပါတာတဲ့တစ်ခုပါ သူများကိုဘာဘာလို့ဘာလို့ဘာလို့ဆိုတာပြောရတာလွယ်တယ်လीเนาะဘလို့ဘလို့ဆို theory လဲ theory ဆိုပဲဘိုင်ဟက်အလွတ်ကျလာရင်ရတယ်ဒါပေမဲ့ practical လက်တွေ့လောက်ဆောင်ရင်နဘူးတွေဒူးတွေလောက်ရတဲ့အခါကျရင်ဟာအမအတုံယုံနေလဲကြကုန်အဲ့ဒါကြောင့်မလို့ဟိုဟာသူများတွေကိုကျန်လဲပေးနိုင်တယ်ခိုင်လိုင်းလဲလုံနိုင်တယ်ဒါပေမဲ့ practical ကတော့ immediate ခတ်ပါတယ်ခတ်ပါတယ်စိတ်တလောက်ယူမိုက်လို့ရတယ်ဒါပေမဲ့အခုယူမိုက်မှုကသူများအိမ်တောင်သူများ relationship ကိုမထိစေနဲ့အဲ့ဒါအရေးကြီးဆုံးပဲနောက်တစ်ခုကကိုယ့်ရဲ့ကိုကျင့်တရားကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့စိတ်ဓာတ်မပြတ်စည်းစေနဲ့ ိုက်တလောက်ယူမိုက်ကြိုက်တလောက်ပြက်စီကိုကြည့်မပြက်စီနဲ့စိတ်ပြောချင်တာကအာလူတယောက်ဒီကိုနဲ့ပတ်သက်နေတဲ့အမျိုးသားတော်လည်းကအမျိုးသီးတော်လည်းကသူ့မှာ other relationship ရှိနေတယ် merit တော်လည်းကတခြားချစ်တော်လည်းကရှိနေတိပြီဆိုရင်မတိခင်ရတော့ကိုကတွဲတာပေါ့တိပြီဆိုရင်ရလိုက်တော့ပေါ့တိဟိုမှာဆက်ဆက်ပြီးသွားနေမယ်ဆိုရင်တော့ကို့လုံပေါ့ကို့လုံကဘာဖြစ်လဲဆိုတော့သူများတစ်ဖက် main ကလေးတော်လည်းကတစ်ဖက်ယောက်ျားလေးတော်လည်းကရဲ့မျက်ရည်ပူပန်မှုနဲ့ကိုကရှေ့ဆက်နေရတာအကုတူကြီးတယ် ဘာလို့လဲဆိုတော့ဂျားတဲ့ကလူကမိမိန်ကလေးကပေါ့သူ့မှာရီးစားရှိရတဲ့အဲဟုတ်ပါဘူးအဲ့ဘဲနဲ့သူပြက်သွားပါပြီလို့လိန်ပြီးတော့ကိုယ်ကိုလက်ဆက်ပြီးတော့တွဲရင်တွဲမယ်အ ူမှာချစ်သူရှိတယ်မဟုတ်ပါဘူးဒီချစ်သူเนี่ยအလုပ်ကိစ္စပဲပတ်သက်တာမှာမပတ်သက်ဟိုမနေ့မဖြစ်တော့ပါဘူးဘာညာမျိုးစုံမို့နော်မကိမိတ်ဆွေတွေဖြစ်ပါလို့ပြောပြီးတော့ကိုယ်လိန်ကောင်းလိန်တယ်ဒါပေမဲ့တကယ်တကယ် relationship ရှိနေတယ်ဆိုတော့ကိုတိတယ်တကယ်တကယ်ဒီလင်မယားနောက်က officially မကွဲသေးဘူးဆိုတာတချို့ဆိုပြောရတယ်လေကွဲတော့မှာပါငါတို့က question စာချုပ်တောင်ပြင်ထားပြီးတော့အဲ့လိုလိန်ပြောပြီးတော့ main ကလေးတို့ approach လုပ်နေတဲ့ယောက်ျားတွေလည်းရှိတယ်လေဒါပေမဲ့ကိုကတေချာကြည့်ကြည့်လေတေချာစဉ်းစဉ်းကြည့်လေကကတေချာကြည့်ကြည့်လို့မှာသူတို့ကမဟုတ်ဘူးဆက်ပြီးပတ်သက်နေတော့မယ်စဉ်းစားကြည့်ဒီယောက်ျားရဲ့ စကားတစ်ခုတည်းကိုပဲဖះလို့ကိုးကွယ်မနေနဲ့ဒီအမျိုးသမီးရဲ့စကားတစ်ခုတည်းကိုပဲမျက်စိစုံမိပြီးယုံမနေနဲ့ဟောမျက်စိတွေနားတွေဖွင့်ပြီးလေ့လာကြည့်ပြီးတော့မှ အဲသူများမျက်ရည်တွေသူများရဲ့ပူလောင်မှုတွေနဲ့ဆက်ပြီးတော့ရှင်းမဆက်စေချင်ပါဘူး။အဲဒီနေ့ကတော့စိတ်တို့ bloom together ဆိုရယ်ပွဲလေးဖြစ်တဲ့အတွက်အမျိုးသမီးတွေကိုစိတ်စိတ်နှလုံးသားကိုလည်းစင်စက်မမလှလှပပဖြစ်စေခြင်းနဲ့ရုပ်ပိုင်းဆိုင်ရာမှာလည်းစမ်းမာပြီးတော့လှပတဲ့သူတွေဖြစ်စေခြင်းနဲ့အတွက်အဲ့ဒါကိုရည်ရွယ်ပြီးတော့မျှဝေပေးသွားရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ပွဲမှာဆိုလဲဒီ beauty နဲ့ပတ်သက်တဲ့ product တွေ beauty and care shampoo လို့ product မျိုးတွေဒါတွေကလည်း sponsor ပေးထားရဲဆိုတာအမျိုးသမီးတွေရ physically လည်းလှဖို့လိုတယ်စိတ်နှလုံးသားထဲမှာလည်းကြည်လင်ပျော်ရွှင်နေဖို့လိုတယ်။အဲ့တော့ရုပ်က စိတ်ကောပျော်ရွှင်အောင်လှပအောင်ကျမ်းမာအောင်ကြိုးစားပါလို့ဆိုင်ရအမျှဝေခြင်းနဲ့အရေးကြီးဆုံးချက်ကတော့ကိုကျင်တရားလေးကိုအမြဲတမ်းမပြတ်မစီဆက်လက်ထိန်းသိမ်းထားပါလို့ပြောချင်ပါရှင့်